အချင်းချင်းနာကျင်လာရတဲ့အခါကိုဘလောက်ပဲနှစ်သက်မြတ်နေတဲ့အရာဖြစ်ဖြစ်ဆွန့်လွတ်လိုက်မိတာပါပဲဒါဟာမချင်းမနစ်တလို့မဟုတ်ဘူးနော်ရိုးဤပြီးမုံသွားလို့လည်းမဟုတ်ဘူးဒီခံနိုင်စွမ်းနဲ့ခံနိုင်ရည်ကသူ့အတိုင်းတာနဲ့သူရှိတယ်လေတောကတွေစုပြုံလာတဲ့အခါပဲဖြစ်ဖြစ်စိတ်ညစ်စရာတွေရှိပဲရှိလာတဲ့အခါပဲဖြစ်ဖြစ်အယံကုံမွန်ကျလွန်လာတယ် တနည်းဆိုတဲ့မျောလင်းချက်လေးနဲ့မရေတရေစုပ်ကင်ထားမိတဲ့လက်တွေအယံကိုပင်ပန်းလာခဲ့မိတဲ့ပထမတစ်ခါမျောလင်းချက်တွေမဲသွားတော့ကခံနိုင်ရင်ရှိသေးတယ်ဒုတိယတစ်ခါတတိယတစ်ခါဒီလိုနဲ့ခြေဖန်များစွာမျောလင်းချက်တွေရိုက်ကျုံးခံရတဲ့အခါဘာကိုစက်ပြီးမျောလင်းရမယ်မသိတော့တဲ့အထိလမ်းတွေပျောက်ခဲ့ဘူးတယ် ဒဏ်ရာတန်ချက်တွေများလာတဲ့အခါနှလုံးသားကထုံသွားတတ်တယ်တဲ့တကယ်တော့ပထမဒဏ်ရာချက်ပြီးနောက်တစ်ပံပြန်ရတဲ့ဒဏ်ရာကမှ မနာတက်တော်တာပါခူးကသွေးဆုပ်နေတဲ့ဒဏ်ရာကိုခဏခဏထပ်ပြီးဒဏ်ရာတန်ချက်တွေပြီးတော့ဘေလူကခဏရင်ရှိပါတော့မလဲတောင်းဝန်ပါတယ်ကျမမုံသွားလို့လဲထွက်ခဲ့တာမဟုတ်ဘူးနော်နောက်တဲ့ ခန္ဓာရင်အာမဲသွားလိုပါ အချင်းနဲ့ပတ်သက်မိရင် အနေနဲ့အများတော့ငိုရတာပါပဲပြောရတယ်ဆိုရင်တော့လွမ်းတဲ့စိတ်ကြောင့်မျက်ရည်ကျရတဲ့အခါတွေရှိတယ်။ဆုံးချုံရမှကြောက်တဲ့စိတ်နဲ့ပူလောင်ရတာတွေရှိတယ်။စိတ်မချခြင်းတွေနဲ့ပူပန်ရတာတွေရှိတယ်။တချို့ဘဝတွေကပူဆိုးတယ်။နာနာကြင်နဲ့ကိုတိတ်တိတ်လေးမျက်ရည်ကျရတာမတွေ့တာနဲ့တဲ့ ြောတော့လွေတာပေါ့နော်တကယ်တမ်းကြတော့လေတန်ရောစင်ဆိုတာဖျက်ရခက်တယ်တွေ့မိရင်တွေ့မိသလောက်ပြေးထွက်လာဖို့ခက်တယ်ဝေးသွားဖို့တော့မခက်ပါဘူးကိုဆွဲထားတဲ့လက်လေးလှချလိုက်ရုံနဲ့ဝေးသွားမှာအဲ့ဒီနောက်မှာကိုပြုံးပြုံးလေးရင်နေနိုင်ဖို့ခက်တာပါအများကြီးမျော်လင့်မထားနေတော့ဖြစ်လာတဲ့အခါမှသာဖြစ်လာပြီလို့ မတက်တဲ့ခြင်းလေးပဲကောင်းတယ်တကယ်လို့ကိုမျော်လင့်ခဲ့ပြီးမှ ဖြစ်မလာတဲ့အခါဘလောက်ထိပြိုလဲရလဲဆိုတာမျော်လင့်ဖို့သူချင်းပဲဒီပါတယ်ဖြစ်နိုင်ရင်အေးချမ်းစေချင်ပါတယ်